Nation League Final ပွဲပြီးမှာဒီလောရဲ့အကြောင်းအခြေကျခံနေရတဲ့ Bruno ပရိသတ်များအဝေးမိန်လာများ Manchester Force ကနေပြန်လည်ကြိုးလိုက်ပါရင် Manchester United ရဲ့ Captain Bruno Fernandes ကတော့ Nation League Final ပွဲမှာပြုတ်လုခဲ့တဲ့ပြုတ်မှုတစ်ခုကြောင့်ဘောလုံးပရိသတ်တွေရဲ့အခြေကျပြောဆိုခြင်းကိုခံနေရပါရင် Bruno ပါဝင်တဲ့ Portugal ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မနက်ပိုင်းကဂျာမနီနိုင်ငံမျိုးမျိုးမျိုးက Bayern Munich နဲ့ England Allianz Arena မှာလက်ရှိ Nation League Champion Spain ကို penalty အဆုံးဖြတ်နဲ့နိုင်ယူပြီးတော့အသင်းရဲ့တမိုင်းတစ်လျှောက်၃ချိန်မြောက်နိုင်ငံဆူပလာကိုကန်မြောက်နိုင်ခဲ့ပါရင် ီပွဲမှာဘရူနိုဖာနန်တက်ဟာပွဲချိန်ပြည့်ပေါင်ဝင်ကစားသွားခဲ့ပြီးပရတီအဆုံးဖြတ်မှာလည်းတွင်းကိုတကိုးလည်းတွင်းယူနိုင်ခဲ့ပါသေးတယ်။ပွဲပြီးအင်တာဗျူးစီစဉ်မှာဘရူနိုရဲ့လောရတစ်ခုဟာဘောလုံးပရိသတ်တွေကြားမှာချီးမွမ်းတဲ့အနေနဲ့ဝေဆနေခဲ့ပါတယ်။ပရတီသင်းကောင်းဆောင်ရနယ်တို့ကစူပါဘောအခမ်းအနားတွေပြီးဆုံးလို့မီဒီယာတွေကိုအင်တာဗျူးဖြေပေးနေချိန်မှာဘရူနိုဖာနန်တက်က Nation League စူပါလာကြီးကိုတင်ဆောင်လာပြီးအင်တာဗျူးဖြေနေတဲ့ရနယ်တို့ရဲ့အနားမှာသွားချပေးခဲ့တာဖြစ်ပါတယ်။ဘရူနိုအနေနဲ့အသင်းသားတွေအောင်ပွဲခံနေတာကိုမေတ္တာရက်ခံပြီးတော့စူပါလာကိုရယ်ဒိုရှီယာစီကိုတင်ဆောင်လာပေးခဲ့တာဖြစ်ပါတယ်။ ဒါဟာသူတို့ရဲ့အသင်းကောင်းဆောင်အပေါ်မှာအလေးစားမှုအပြည့်ရှိကြောင်းပြသနေတာဖြစ်သလိုအလေးထားရလဲရောက်ပါရင်ဒါကြောင့်ပရိသတ်တွေကပွဲပြီးမှ Bravo Pablo ရဲ့ဂုံကြီးအတွက်လိုအပ်နေတာဒါပဲလေးစားပါတယ်ဆိုပြီးပြောဆိုသွားခဲ့တယ်လို့တခြားတစ်ယောက်ကလည်းဒီဆူပလာကြီးကိုယူလာဖို့ Bruno ဘလောက်တောင်အပေါက်ခဲ့လဲမသိဘူးဆိုပြီးပြောဆိုသွားခဲ့ပါတယ်တခြားတစ်ယောက်ကလည်း Bruno ရဲ့နိုင်ငံအသင်းကောင်းဆောင်အပေါ်တန်ဖိုးထားမှုကတော့လေးစားစရာကောင်းလွန်ပါတယ်တကယ်လို့လေးစားစရာစိတ်တက်ပြည့်နေကစားမတယောက်ပါဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်ပရိဟာနေရှင်းလိဘလာကိုစုခုနိုင်ခဲ့ပြီးတဲ့နောက်လာမယ့်နှစ်ကမ္ဘာဖလားမှာလည်းပိုဆွဲဖို့ရေပန်းစားနေတဲ့အတင်းနဲ့ပါဝင်လာခဲ့ပြီဖြစ်ပါတယ် ဟုတ်ပြီပါဗျာဗီဒီယိုလေးကတော့လောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ထိပ်ပါရခင်ဗျာ